ဗီယက်တင်ဟာပါဂျူဂါတင်းနဲ့ဖီဘာကလပ်ကမ္ဘာဗလာအုပ်စုဒုတိယပွဲစဉ်မှာပွဲချိန်9မိနစ်ခရဲကအစားမတိုးရောနဲ့ကစားခဲ့ရပြီမဲ့၃ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးနောက်ကွင်းလဲလူဘဲလင်ငယ်ကအနီးပြဇာဘီအလွန်ဆိုကိုချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ဘဲလင်ငယ်ကအဆန်စီကိုထုတ်ခံရပြီးနောက်ခက်ခဲခဲ့ပါတယ်။နီးပြအလွန်ဆိုကပုံစံကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီးကျွန်တော်တို့အားလုံးကလည်းဒီတာဝန်ကောင်းမွန်စွာယူနိုင်ခဲ့ပါတယ်။ရာဇဝတ္ထုတန်ရောပါဂျူဂါတင်းရဲ့ကံကြက်အများပြားကိုလည်းခံခဲ့ရပါတယ်။ကော့ဒရက်စ်ကအလွန်ကောင်းပါတယ်။ကောင်းမွန်နိုင်ွယ်ဖြစ်ခဲ့ပေမဲ့ပြည့်ပြည့်စုံမှုတော့မရှိပါဘူး။နီးပြရဲ့စေဦးကတော့အန်အောစီယာကောင်းခဲ့ပြီးကျွန်တော်ဆက်သွားရမှာပါလို့ပြောခဲ့တာပါ။ ဘီအက်တင်ကနိဗျဇာပြီအလွန်ဆိုစတင်ကြိုင်တွေပထမဆုံးပွဲစဉ်မှာအေလေတင်ရဲ့တဘောစီတည်ကြခဲ့ပြီးဒုတိယပွဲစဉ်ဖြစ်တဲ့ပါချူကအတင်းရဲ့ပွဲစဉ်မှာကစားမတူစောစီကထုတ်ပယ်ခံခဲ့ရကြောင်းခက်ခဲမှုတွေရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ရီယက်တင်ကအကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပြီးဘယ်လင်ကဂူလာနဲ့ဘဲဘာဒီတို့ကတဘောစီတွင်ကပါချူကအတင်းကိုဦးဆောင်နိုင်ခဲ့ရပါပါချူကအတင်းရဲ့ခြေပါကိုမွန်ဒီရယ်ကတွင်ယူခဲ့တာဖြစ်ပါတယ်။ ဘယ်နိုင်ငံကဒီဘက်မှာသွင်းကိုလည်းသွင်းယူနိုင်ခဲ့တယ်လို့ခြေစွမ်းလည်းပြသနိုင်ခဲ့တာကြောင့်အကောင်းဆုံးစာသမားစုရရှိခဲ့ပါတယ်။အင်လန်ကွဲတယ်လို့ဘယ်နိုင်ငံကကာလာရှိရာခန်းစားနေရတဲ့ပဖုံးနာခြင်းမှုကို FIFA ကလပ်ကဘာဖလားပြိုင်ပွဲပြီးမှခွဲစိတ်မှုခံယူမယ်လို့လည်းအတည်ပြုခဲ့တာပါ။ဒီဘက်ပြီးမှရီးအသင်းနောက်ခံလူရူဒီကလူမျိုးရေးခွဲခြားခံရရလို့ပြောခဲ့ပြီးဒီပြစာပြီးလို့ဆိုတာဒီပြက်ကို FIFA ကစုံစမ်းစစ်ဆေးနေတယ်လို့ပြောခဲ့ပါတယ်။ရီးအသင်းကပါချူကာအသင်းကိုအနိုင်ရခဲ့ပြီးနောက်အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးမှရမယ့်၄မှတ်ရရှိတာကအုပ်စုနောက်ဆုံးပွဲစဉ်ပြီးဆဲလ်ဘက်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။